FPNCC ရဲ့ဖွဲ့ဝင်တွေဖြစ်တဲ့ကိုကန်တပ်ဖွဲ့ MMDA နဲ့ရှမ်းပြည်တော်တက်ရေးပါတီ ASPP SA တို့ကရှမ်းပြည်လာရှုမြို့နယ်တိပေါ်မြို့တွေမှာနေမြေအငင်းပွားကြောင့်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်ယခုနှစ်ဥပိုင်းဇန်နဝါရီလကစပြီးတော့စစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့တို့ကအပြည့်ရစရေးတင်နာနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းတကြံကာလဧပြီ18ရက်နေ့မှာတော့ကိုကန်တပ်ဖွဲ့ကလာရှုမြို့ကနေအပြေးပိုင်ဆုတ်ခွာခဲ့ရပါတယ်။ ။ဒါပေမဲ့ကိုကန်တပ်ဖွဲ့ကလာရှူမြို့ကနေတက်ဆုတ်ခွာ ပြီးတဲ့နောက်ပိုင်းမှာတော့ FNCC အဖွဲ့ဝင်အချင်းချင်းဖြစ်ကြတဲ့ SPP နဲ့ MMDA တို့ဟာတိဘောမြို့နယ်နဲ့လာရှူမြို့နယ်အတွင်းမှာနေမြေအငင်းပွားကြောင့်ထိတဲ့တိုက်ပွဲမှုတွေဆက်တိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါလည်းတစ်ဆက်29စစ်စင်ရဲကြောင့်ဖြစ်ပွားလာခဲ့တဲ့အငင်းပွားတစ်ခုဖြစ်ပါလေ။ ဒီနယ်မြေပြဿနာတွေဟာပြည်လဲဖို့အတွက် FPNCC ရဲ့ဥဆောင်အဖွဲ့ဝင်ဝါတက်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေပန်ဆန်းမြို့မှာပြီးခဲ့တဲ့မေလစံပိုင်းက SPB ဗမာဘ ਹੁ နိုင်ငံရေးကော်မတီနဲ့ MMDA ဘက်ကဘ ਹੁ အဆင့်တာဝန်ရှိသူတွေကစိတ်ရည်တက်မှမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး။ ။ဆွေးနွေးမှုမှာအောင်မြင်ရတဲ့အကြောင်းရင်းကတော့ MMDA ဘက်ကနေ SPP ကိုမူဆယ်ကွတ်ခိုင်တကြောရှိ SPP သက်စကန်နဲ့သက်ဆုပ်ခွာပေးဖို့ဒါမှမဟုတ်ပြီးတော့စုလမ်းမကြီးတခြားမှာ SPP ကအခွင့်ကောက်ခံခြင်းမပြုလုပ်ဖို့တောင်းဆိုခဲ့တာကြောင်းဆွေးနွေးညှိနှိုင်းမှုအတွက်တဘောတူညီမှုသုံးဆောင်တရားမရရှိခဲ့ပေနဲ့အစည်းအဝေးပြီးဆုံးသွားခဲ့ကြောင်းကိုစစ်ရေးတရင်ရင်းမြစ်တွေကတော့မေလ၈ရက်နေ့မှာရှမ်းသာနယ်စင်ကိုပြောပါတယ်။ အခုလိုမဟာမိတ်အဖွဲ့ဝင်ချင်းချင်းစည်ရတက်မှနေလဲရှိတာကြောင့်လာရှုံမြို့ဒေတာခံပြည်သူတွေကတော့စိုးရိမ်နေကြပါတယ်။တိုက်ပွဲဖြစ်ပြီးသွားတာမကြသေးဘူး။အခုကနောက်တပွဲပြင်ဆင်နေပြီ။တိုက်ပွဲကြောင့်ကျွန်တော်တို့ဖြစ်စီဆုံးရှုံးမှုတွေလည်းများနေပြီလေ။ခုလိုတိုက်ပွဲဆက်ဖြစ်လာတော့ကျွန်တော်တို့ပြည်သူတွေရုံထဖို့ကလည်းမလွယ်တော့ဘူး။တိုက်ပွဲအကြီးအကျယ်ပြင်းဖြစ်မှာကိုစိုးရိမ်တာပေါ့။ခုတော့တင်းမာနေလို့ပြောကြတယ်။တိုက်ပွဲတွေဖြစ်ရင်တော့ကောင်းတာပေါ့ဗျာ။ ခုကလည်းအရှမ်းခါစားပဲရှိသေးတယ်။အရှမ်းရှမ်းနေရှင်နေလေ။အခုလို MMDA နဲ့ SPB တို့တက်ပွဲဖြစ်ပွားတာဟာလည်းတရုတ်ရဲ့အကျိုးစီးပွား BRI ပိုလက်မကြီးကြောင်းနဲ့သက်ဆိုင်နေမယ်လို့ရှမ်းနိုင်ငံရေးလေလာတုံးတက်တူသူကတော့ရှမ်းတနော်စင်ကိုပြောပြပူပါရယ်။အခု SSPP နဲ့ MMDA တို့ရဲ့ပြည်ထနာကိုချိန်မယ်ဆိုရင်တရုတ်ရဲ့ BRI ပိုလက်မကြီးနဲ့ပဲတက်ဆိုင်မယ်လို့ထင်တယ်။ ဒီဘီရိုင်ပိုးလက်မကြီးကနောင်ချိုကြောက်မဲတီဘောတိန်နီလာရှိုကွန်လုံဟိုပန်ကနေလဲတရုတ်နိုင်ငံထိပေါက်တယ်ဒုတိယကမ္ဘာစစ်တုန်းကအင်္ဂလိပ်ဖောက်ထားတဲ့ယထာလန်ဒါကိုကိုကန်တက်ဖွဲ့ကလည်းဒီပိုးလက်မတကြောကိုသူတို့အကာအကွယ်ပေးနိုင်တယ်နောင်ချုံရေးယူပေးနိုင်တယ်ဆိုတဲ့ဟာကိုတရုတ်ကိုပြချင်တာနောက်တစ်ခုကလည်းတက်တူတွင်လိုချင်တာပေါ့တရုတ်ကတော့သူ့ဘီရိုင်ပိုးလက်မစီမံကိန်းဖျက်မြောက်ဖို့ပဲ တစ်ဖက်ကလည်းနိုင်ငံကြီးတားပြီးပြီးသူ့ကုန်တိုက်ခါကိုထိန်းထားခြင်းတော့ G2G Government to Government Policy နဲ့စစ်ကောင်စီကိုပန့်ပိုပေးနေမှာပဲပြီးခဲ့တဲ့ April 2029ကလည်းတီဘောမြို့နယ်နမကြောင့်မီတွင်ဘက်မှလည်း SPB တက်စကန်တက်ဆော့ခွာဘုတ်အတွက် MMDA ကဝင်ရောက်ပြီးတော့ပြောဆိုရာကနေနှစ်ဖက်တစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ် ်ပြီးခဲ့တဲ့ဇွန်လတရနေ့ကလည်းလာရှုံမြနယ်ဟန်နာကျေးရွာအုပ်စုမှာနားလိုက်ကျေးရွာအထက် SPP တို့ရဲ့စစ်ကြောင်းကိုကိုကန်တပ်ဖက် MMDA တပ်မအမှန်633လက်အောက်ခံကခြုံခိုဝင်ရောက်တိုက်ခတ်ရာကနေတပ်ဝဲဖြစ်ပွားခဲ့တယ်လို့ SPP info ကနေထုတ်ပြန်ထားပါတယ်တပ်ဝဲအတွင်းမှာ MMDA ရဲ့တပ်သားရှုတေဆုံးသွားတယ်လို့လည်း SPP info မှာဖော်ပြထားပါတယ် အဆိုပါတိုက်ပွဲပြန်လည်ဖြစ်ပွားလာရတဲ့အကြောင်းရင်းကတော့ပြီးခဲ့တဲ့မေလ25ရက်နေ့က MMD ဝင်ရောက်နေရယူထားတဲ့နေရာကို SPB ဘက်မှစစ်ရန်အလုံးရင်းနဲ့ပြန်လည်ပြန်အဖြစ်တင်လာခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လာရှုံမျိုးဒေတာခဏကတော့ပြောပါရယ်ကိုကန်တပ်ဖွဲ့က April 19ရက်နေ့ကနေစပြီးတော့လာရှုံမျိုးကနေတက်ဆော့ခွာခဲ့ပြီးတဲ့နောက်ပိုင်း SPB SA လှုပ်ရှားနေတဲ့ဒီပေါ်နဲ့လာရှုံမျိုးကနေမြေတချို့မှာနေမြေကျူးကျော်တက်ဆွဲလာခဲ့တာဖြစ်ပါရယ် အခုလည်းမေလ25ရက်နေ့ကစပြီးတော့ဒီဘောနဲ့လာရှုံမြို့အတွင်းထက်ကိုကိုကန်တပ်ဖွဲ့တွေကျူးကျော်ဝင်ရလာနေတဲ့ကြေးရွာတွေဘက်မှ SPBSA ကလည်းအင်အားဖြစ်တင်မှုတွေကိုဆက်တိုက်ပြုလုပ်နေပါတယ်။အခုလောနဖက်ကတိုက်ပွဲပြန်လည်ဖြစ်ပေါ်ခဲ့တာကြောင့်ဟန်နာကျွရအုပ်စုကဒေသခံတွေကတော့ဘေးလွတ်ရာကိုထပ်မံထွက်ပြေးတင်းရှောင်နေကြပါတယ်။ကျွန်တော်ကတော့စိတ်ဆင်လင်ပါ။